လေးစားပါတော့မိဘပြည်သူများခင်ဗျာကျွန်တော်ကတော့မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဥကျော်စွာဆိုဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ6ရက်17လ2022ခုနှစ်မှာတောင်သူလယ်သမားကြီး22ဦးနဲ့စတင်ထူထောင်လာခဲ့တဲ့ပါတီဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့စည်းထူထောင်စဉ်က နိုင်ငံရေးလုပ်ငန်းရှင်များ ပါတီတစ်ခုရဲ့လုပ်ငန်းတာဝန်တွေကို ွှန်းကျင်လို့ထူထောင်ခဲ့ခြင်းမဟုတ်ပါဘူးယင်းထဲမှာတို့တောင်သူလယ်သမားတွေရဲ့ဘဝအမှန်ကိုတိုင်းသည့်ပြည်သည့်ကဘာသည့်အောင်လွတ်တော်တဲ့အရောက်သွားပြီးတင်ပြနိုင်ဖို့နဲ့ပြောပိုင်권သာရှိတဲ့တောင်သူလယ်သမားဘဝကနေလုတ်ပိုင်권ရှိတဲ့တောင်သူလယ်သမားတွေပါတီဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ပါတယ်အဲဒါကြောင့်2015ခုနှစ်အထွေထွေရွေးကောက်ပွဲကြီးမှာတောင်သူလယ်သမားပါတီအနေဖြင့် ်လွတ်တော်ကိုယ်စားလှယ်ပေါင်း986ဦးပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။ပါဝင်ရှင်ပြိုင်ခဲ့ကြတဲ့တောင်သူလယ်သမားစစ်စစ်ကြီးတွေဟာစိတ်ဓာတ်ကသာပြင်းထန်ပြီးနိုင်ငံရေးဆိုတဲ့အတွေ့အကြုံနဲ့တော့ပြေးကပြေးပန်းတိုင်မရောက်ဖြစ်က ရွေးကောက်ပွဲအောင်နိုင်ခဲ့ခြင်းမရှိဘူးဖြစ်ခဲ့ရပါတယ်။ကျွန်တော်တို့တိုင်းပြည်မှာကျေးလက်နေပြည်သူတွေဟာတိုင်းပြည်ရဲ့လူဦးရေ85ရာခိုင်နှုန်းရှိပြီးအလုံးဝစိုက်ပျိုးမှုမျိုးကိုလုတ်ကင်နေကြတဲ့ ကျေးလက်နေတောင်သူလယ်သမားများသာဖြစ်ကြပါတယ်။တနည်းအားဖြင့်ဆိုရင် နိုင်ငံသားအားလုံးရဲ့85ရာခိုင်နှုန်းဟာတောင်သူလယ်သမားများသာဖြစ်ကြပါတယ်။ကျွန်တော်တို့တောင်သူလယ်သမားများဟာဒီမိုကရေစီလဲနားမလဲဘူး။ဒီမိုကရက်တစ်လဲနားမလဲပါဘူး။သူတို့ဘဝမှာစားဝတ်နေရေးနဲ့လုံးပန်းနေရတော့ဘာမှမလေ့လာနိုင်ဘူးဖြစ်နေကြပါတယ်။ဒါတွေကိုအကူအညီဖြည့်ရှင်းဖို့ဘဝတူ တောင်သူလယ်သမားပါတီက ကူညီဆောင်ရွက်သွားမယ်လို့ပြောကြားပြရစီခင်ဗျာတိုင်းသူပြည်သားအလုံးဟာ ခစ်ကြက်တဲ့ကာလအတွင်းမှာစီးပွားရေးများအဖက်ဖက်ကမလုံနိုင်ကြတော့တဲ့အတွက်စားဝတ်နေရေးကြက်တဲကြတာဘယ်သူမှငြင်းလို့မရကြပါဘူးယခုလာမဲ့ရွက်ောက်ပွဲအပြီးမှာအစိုးရအသည့်ပေါ်ပေါက်လာတော့မှဖြစ်တဲ့အတွက်နိုင်ငံရေးအပြောင်းအလဲတွေရှိလာတော့မှဖြစ်ပါတယ် ိုင်ငံရေးပြောင်းလဲလာရင်စီးပွားရေးလည်းကောင်းမွန်လာမယ်ဆိုတာတေချာပေါက်ဖြစ်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာတိုင်းသူပြည်သားအလုံးဟာတိုက်ပွဲတွေဖြစ်တာရော နိုင်ငံရေးပြည်ပကဖြစ်တာရော စိတ်ဝင်စားကြဘူးသူတို့စိတ်ဝင်စားတာစီးပွားရေးတစ်ခုပဲဆိုတာသိပါတယ်တိုင်းပြည်တည်ငြိမ်မှ စီးပွားရေးကောင်းမွန်မှာဖြစ်ပါတယ်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးရင်အရတားဆိုးရတဲ့ရပေါ်ပေါက်လာရင် တိုင်းပြည်တည်ငြိမ်သွားဖို့တေချာသွားပြီဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံတောင်သူလက်မဖွံ့ဖြိုးတိုးတက်ရေးပါတီဟာပြည်ထောင်စုတဝန်းလုံးပြိုင်တဲ့ပါတီကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုယ်စားလှယ်တော်များဟာလည်းလူငယ်လူရွယ်များနဲ့တကယ်မြေပြင်မှာလက်တွေ့လုပ်ငန်းလှုပ်ဆောင်တဲ့သူတွေများစွာပါဝင်ကြပါတယ်ရွေးကောက်ပွဲစနစ်ဟာဟိုးရင်တုံးကလို့မဟုတ်တော့ဘဲ FPTV စနစ် PR စနစ်ရောနော်ဘီလှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်ပါတီရဲ့ကိုယ်စားလှယ်များဟာလွတ်တော်တဲကိုအထိုက်အလျောက်ရောက်ရှိကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုယ်စားလှယ်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုပြည်သူတွေပေါ်မှာ ကိုကျင်းစာစိတ်ထားဖို့ရိုင်းမင်းကူညီဖြည့်ရှင်ဖို့ပြည်သူတွေပေါ်မှာစိတ်ရင်းစေစနာကောင်းကောင်းထားပြီးသူတို့ရဲ့ဘဝအခက်အခဲတွေကိုလိုက်ပါဆောင်ရွက်ဖို့အထူးမှာကြားထားပါတယ်ခင်ဗျာကျွန်တော်တခုလောက်တိုင်းသူပြည်သားတွေကိုတင်ပြလိုပါတယ် ဒီအချက်ကတော့အရေးကြီးဆုံးဖြစ်တဲ့ဆင်းရဲမွဲတေမှုဆိုတဲ့တိုင်းပြည်ရဲ့ဘုံရန်သူကိုတိုက်ထုတ်ပြရမှာဖြစ်ပါတယ်လူဆင်းရဲရင်စိတ်ဆင်းရဲမယ်စိတ်ဆင်းရဲရင်အမိအမြင်မကြည်လင်တော့ဘူးအမြင်မကြည်ရင်ရန်လိုလာတယ်ရန်လိုလာရင်ငြိမ်းချမ်းမှုဟာပျောက်ွယ်သွားကြပါတယ်ဆင်းရဲမွဲတေမှုတွေကိုဘယ်လိုတိုက်ဖြစ်ပြရမလဲဆိုရင်ကျွမ်းကျင်သူတွေနဲ့ပေါင်းစည်းပြီးတိုက်ဖို့လိုပါတယ်ကျွမ်းကျင်သူတွေဆိုတာ ူနေရာသူ့ဌာနကိုကျွမ်းကျင်တက်မြောက်ထားတဲ့သူတွေကိုခေါ်ပါတယ်လယ်သမားကလယ်ဆိုင်တာကိုကျွမ်းကျင်တယ်စစ်သားကစစ်တိုက်တာကိုကျွမ်းကျင်တယ်အလုသမားကစက်ရုံအလုယုံကိစ္စတွေကိုကျွမ်းကျင်တယ်ကုံတွေကအယောင်းအဝယ်ကိုကျွမ်းကျင်တယ်ဘယ်လုပ်ငန်းမဆိုကျွမ်းကျင်မှာအကျိုးပေးတာဖြစ်ပါတယ်ဒါတွေကိုလူမှန်နေရာမှာပြန်ဖြစ်အောင်နေရာချနိုင်ရင်ကျွန်တော်တို့တိုင်းပြည်ချမ်းသာသွားမယ်ဆိုတာသဘောပေါက်စေလိုပါတယ်နိုင်ငံရေးဆိုတာအထွေထူးမဟုတ်ပါဘူး ဗိုလ်ချုပ်အောင်ဆန်းလည်းပြောသွားဘူးပါတယ်နိုင်ငံရေးဆိုတာပြည်သူလူထုနှိမ့်ဆဒူဝဖြစ်တဲ့စာဝတ်နေရေးကိုအကျိုးရှိအောင်ဆောင်ရွက်ပေးရတဲ့အလို့ဖြစ်ပါတယ်လို့ပြောသွားခဲ့ပါတယ်ကျွန်တော်တို့နားလေသင်ကြားခဲ့တာလဲနိုင်ငံရေးဆိုတာလူမှုရေးအပေါင်းစီးပွားရေးညီမျှခြင်းနိုင်ငံရေးလို့သင်ယူခဲ့ရပါတယ်လူမှုရေးဆိုတာအများပြည်သူရဲ့ဘဝကိုကူညီဆောင်ရွက်ရမယ်ကယ်ဆယ်ရမယ်ရိုင်းမင်းရမယ် မျှတရမယ်ဆိုတဲ့ကိုကျင်းစာစိတ်မွေးပြီးလောက်ရတဲ့အလုပ်ဖြစ်ပါတယ်။စီးပွားရေးဆိုတာကလည်းမိမိဘဝမြင်မာတိုးတက်အောင်မိမိပတ်ဝန်းကျင်မြင်မာတိုးတက်အောင်မိမိတိုင်းပြည်မြင်မာတိုးတက်အောင်စောင့်ဝင်နေအဖက်ဖက်ကမြင်မာတိုးတက်ပြည်လဲအောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီနှစ်ခုပေါင်းမှလူမှုရေးအပေါင်းစီးပွားရေးညီမျှခြင်း နိုင်ငံရေးဆိုတာ ဖြစ်ပေါ်လာတာပါ။ဒါကြောင့်နိုင်ငံရေးဆိုတာ ပြည်သူကြားကပေါက်ဖွားလာတဲ့ပြည်သူတွေဥဆောင်ပြီးဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်ပါတယ်။နိုင်ငံတော်မှာလည်းနိုင်ငံဝန်ထမ်းများဟာပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောထားပါတယ်။နိုင်ငံဝန်ထမ်းများဟာပြည်သူကြားကပေါက်ဖွားလာအားတဲ့တိုင်းပြည်တော်ဝင်ထမ်းကြရတဲ့ပြည်သူတွေဖြစ်လို့သူတို့ဘဝပြည်စုံဖူလုံမှုကိုလည်းအရေးကြီးလာပါတယ်။ကိုုံစင်းနှုံးတွေတက်လာရင် အရသာပြည်သူတွေအတွက်သာဈေးတက်တာမဟုတ်ဘူးပါဘူး။ တိုင်းပြည်တော်ဝင်ထမ်းဆောင်ကြတဲ့ပြည်သူဝန်ထမ်းတွေလည်းအတူတူခံကြရတာဖြစ်ပါတယ်မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့အလံတစိမ့်ဟာငကနီနှကောင်အပေါ်မှာလေသမားကြီးကမမမမရင်ကော့ပြီးရက်နေတဲ့ပုံစံဖြစ်ပါတယ်ငကနီရဲ့အတိတ်ဘယ်ကတော့ဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်မယ်ဆိုတဲ့အတိတ်ဘယ်ရှိတာကြောင့်ဆင်းရဲသားများရဲ့ဘဝလေသမားများရဲ့ဘဝကို လမ်းပြဥဆောင်ပေးသွားမယ်လို့အတိတ်ပဲကောက်ယူလို့ရပါတယ်ခင်ဗျာဒါကြောင့်ယခုလာမဲ့အထွေထွေရွေးကောက်ပွဲကြီးမှာလေသမားပါတီနဂနီကိုအားပေးကြပါလို့ပြည်သူလူထုတရက်လုံးကို တောင်းဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးဟာရွေးကောက်ပွဲအပြီးမှာငြိမ်းချမ်းနဲ့စီးပွားရေးတပြိုင်တည်းဖွံ့ဖြိုးတိုးတက်အောင်မြင်လာမယ်လို့လည်းခံမှန်းသိရှိရပါတယ် မြန်မာနိုင်ငံနဲ့တရုတ်ပြည်သူသမ္မတနိုင်ငံတို့ပူးပေါင်းပြီး BRI One Belt One Road စီမံကိန်းကြီးလဲအကောင့်ထဲပေါ်ဆောင်ရွက်တော်မှာ ဖြစ်တဲ့အတွက်တိုင်းပြည်အတွက်အလုတ်ကန်အခွင့်အလမ်းများ များစွာပေါ်ထွန်းပြီးကမ္ဘာဈေးကွက်ကိုချိတ်ဆက်နိုင်ပြီးဖွံ့ဖြိုးတိုးတက်မှုများရဲ့အသည့်အပွင့်များကိုလည်းခံစားရတော်မှာဖြစ်ပါတယ်လို့ပြောကြားလိုပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့ ပြည်သူတွေကိုဂတိပေးနိုင်တာကတော့တခြားကိစ္စအရေးများတဲ့တိုင်းသူပြည်သားရဲ့မိဘကြောင့်ကိုတေးသေးချာချာကာကွယ်စောင့်ရှောက်ပြီးမိသားစုအားလုံးစောင့်ဝင်နေရေးပြည်လေအောင်စ조사ဆောင်ရွက်သွားပါမယ်လို့ပြောကြားရင်းနဲ့ပဲညီကုန်းချုပ်အပ်ပါတယ်ခင်ဗျာ ာနိုင်ငံတောင်သူလေသမားဖွင့်မျိုးတိုးတက်ရေးအတွက်ရှေးရှုခဲ့သည်အများတကာကြီးတရားမကွာပြီးနှခါပါတီအာသာသည်ညီညီညာညာစည်းလုံးရင်းနဲ့ပြည်သူတို့ကိုထမ်းဆောင်လာကြသည်စိတ်ထားတူညီမဲပေးကြမည်တို့နဂါပါတီအောင်လန်းလွှင့်ငါချီမြန်မာနိုင်ငံတောင်သူလေသမား ဝင်မျိုးတို့တည်းရဲ့အတွက်ရှေးရှုနေသည်အများတကာကြီးတရားမကွာပြီးနဂါပါတီအာသာသည်ညီညာညာစည်းလုံးချင်းနဲ့ပြည်သူတို့ကိုထမ်းဆောင်လာကြသည်စိတ်ထားသူကြီးမဲပေးကြမည်တို့နဂါပါတီအောင်လန်းလွှင့်ငါချီမင်္ဂလာပါပြည်သူအပေါင်းနေတောင်းတောင်းဖြားဖြားကြိုဆိုနေပြီ ၎င်းပါတီမြတ်သားတရားနဲ့တိကျပြတ်သားစိတ်ထားခိုင်မာသည်မင်္ဂလာပါပြည်သူအပေါင်းနဲ့တောင်းတောင်းဖြားဖြားကြိုဆိုနေပြီတို့တောင်သူလယ်သမားတွေတိုးတက်မှုအားခံရထဲဝါသည် တိုင်းပြည်လူမျိုးစတဲ့တဘိုးကောင်းစားမှုချိန်ခါရောက်လာပြီဘာသာရောင်သာသနာရောင်နဲ့ဝင်းပထိန်ကြီးအများတကာကြီးတရားမကွာပြီး နှခါပါတီအာသာဒီညီညီညာညာစီလုံးညင်းနဲ့ပြည်သူကျိုးကိုထမ်းဆောင်လာကြသည်စိတ်ထားတူညီမဲပေးကြမည်တို့နှခါပါတီအောင်လံလွှင့်ငါချီ ူလဲသမားခွင်မျိုးတိုးတဲ့အတွက်ရှေးရှုရသည်အများရလာကြီးတရားမကွာပြီနှကားပါတီ အာသာသည်ညီညီညာညာစီလုံးချင်းနဲ့ပြည်သူအကျိုးကိုထမ်းဆောင်လာကြသည်စိတ်ထားတူညီမဲပေးကြမည်တို့နှကားပါတီအောင်လန်းတွင်ငါချီမင်္ဂလာပါကြည်သူအပေါင်းနေတောင်းတောင်းဖြားဖြားကြိုဆိုနေပြီ ၎င်းပါတီမြေတားတရားနဲ့တိကျပြတ်သားစိတ်ထားခိုင်မာသည်မင်္ဂလာပါပြည်သူအပေါင်းနေတောင်းတောင်းဖြာဖြာချူဆူနေပြီတို့တောင်သူလဲသမားတွေတို့တက်မှုအားခံရထင်ဝါသည်တိုင်းပြည်လူမျိုးစားတဲ့တဘူကောင်းစားဖို့ချိန်ခါရောက်လာပြီဘာသာရောင်သာသနာရောင်နေဝင်ပထင်ကြီးအများတကာကြီးတရားမကွာပြီး နဂါပါတီအာတာဒီညီညီညာညာစီလုံးချင်းနဲ့ပြည်သူကျိုးထမ်းဆောင်လာကြသည်စိတ်ထားတူညီမဲပေးကြမည်တို့နဂါပါတီအောင်လန်းတွင်ငါချီစိတ်ထားတူညီမဲပေးကြမည်တို့နဂါပါတီအောင်လန်းတွင်ငါချီ စိတ်ထားဒူညီမဲပေးကြငီတို့နဂါပါတီအောင်လံလွင်ငါချီ